အခုတင်ဆက်ပေးမယ့်သတင်းကတော့ရေသနာနဲ့အင်အားဝန်အင်အားစီမံကိန်းနဲ့ပတ်သက်ပြီးဆန္ဒထုတ်ဖော်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တကုံစိတ်ကဲမြို့နယ်68ရပ်ကွက်မှာရှိတဲ့ရေသနာနဲ့အင်အားဝန်အင်အားစီမံကိန်းတွေကြောင့်ပျောက်ရွှေ့ပေးခဲ့ရသူတွေဟာအော်တိုဘာလ26ရက်နေ့ဒီကနေ့မနက်9:00နာရီကမဟာဗန္ဓုလပန်းချံပေးမှရှိတဲ့မြို့တော်ခမ်းမရှိမှာဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။ရေသနာနဲ့အင်အားဝန်အင်အားစီမံကိန်းမစတင်မီ2023ခုနှစ်ဇန်နဝါရီလ2ရက်နေ့ကမြို့ရွာနယ်ဥယျာဉ်ဖွံ့ဖြိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဦးအောင်ကျော်ဦးက အဆိုပါရက်ကွက်မှာနေထိုင်သူတွေနဲ့တကုံစက်ကမ်းမြို့နယ်ကနောင်ခမ်းမမှာညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီညှိနှိုင်းအစည်းအဝေးမှာဦးအောင်ကျော်ကတံမိုးနဲ့အင်ယာအကောင့်အထည်ပေါ်ရင်တိုက်ခန်းတွေကိုအရေးကြစနစ်နဲ့ရောင်းပေးမယ်လို့ပြောကြားခဲ့ကြောင်းဆန္ဒထုတ်ဖော်သူတဦးဖြစ်တဲ့ဦးတော်မီရဲ့ပြောကြားချက်အရသိရပါဗျ။ဟိုဒီနိုင်ငံတော်ကနေချမှတ်တဲ့ယရနာနဲ့အင်ယာကိုတံမိုးနဲ့အင်ယာစီမံကိန်းတွေစတင်ပြီးအကောင့်နဲ့ပေါ်မဲ့အချိန်မှာဥယျာဉ်ဦးစီးဌာနအနေမှာဒီ60ကျော်ရောက်ဖို့ကပြည်သူတွေကို အကုန်လုံးဖိတ်ခေါ်တယ်အစည်းအဝေးခေါ်တယ်ပေါ့နော်နိုင်ငံရေးပါတီတွေလည်းပါတယ်ဌာနဆိုင်အဖွဲ့အစည်းအသီးသီးတွေလည်းပါတယ်ပေါ့နော်တလပိုင်းနေရနေမှာကနောင်ခမ်းမှာဦးအောင်ကျော်ကအစည်းအဒီအစည်းအဝေးမှာပါပြောလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တော်တော်ဦးမြင့်အောင်ကတပါပတိလုပ်တယ်အဒီအစည်းအဝေးမှာဦးအောင်ကျော်ကပါပြောလဲဆိုတော့ခင်ဗျားတို့ပေးစရာမြေတော့မရှိပါဘူးတဲ့တကယ်လို့စီမံကိန်းနဲ့စတဲ့အချိန်ကြလို့ရှင်အလုတ်သမတန်းအားတွေဆောက်ပေးပါမယ်တဲ့အလုတ်ကန်ခွန်းလန်းတွေလည်းဖန်တီးပေးပါမယ်တဲ့ဒီတမုန်းနဲ့ရစီမံကိန်းတွေပြီးွားတဲ့အချိန်ကြလို့ရှင်တော့ ဒီတိုက်ခန်းတွေကိုအရေးကြဆနစ်နဲ့ရောင်းမေးမယ်ဆိုပြီးတော့ဥကောင်းကျော်ကခရီးပေးခဲ့တယ်။အဲဒီကြားထဲမှာပဲ notice ပေးပါတယ်ပေးနေပေါ့နော်ဥတော်မျိုးတို့လည်းဟိုတကုန်းစိတ်ကမ်းမှာဆန္ဒပေါ်ထုတ်တာနဲ့ဒီမျိုးတော်ကမ်းမှာဆန္ဒပေါ်ထုတ်တာနဲ့မှာနဲ့အခုပြီးခဲ့တဲ့စနေရက်ဆန္ဒ2023မှာကနောကမ်းမှာညီနိုင်စုနေရဆိုပြီးတော့အစည်းအဝေးခေါ်တာအဲဒီဒီတကုန်းစိတ်ကမ်းတကုန်းစိတ်ကမ်းကနောကမ်းမှာညီနိုင်စုနေဖို့ဆိုပြီးအစည်းအဝေးခေါ်တာ ဒီနေ့ဆွေးနွေးဖို့အစည်းအဝေးခေါ်တဲ့အချိန်မှာဥတော်မီတို့ရပ်ကွက်ကလူတွေတက်တော့ဝင်ဦးစည်းဌာနဥပန်းချုပ်ဦးကဗာပြောလဲဆိုတော့ခမရုနဲ့စကားပြောဖို့အချိန်မရှိဘူးတဲ့အဲခမရုနဲ့စကားပြောလို့ရှိရင်ဒီနေ့တနေုံတော့ပြီးမှမဟုတ်ဆိုပြီးတော့ရပ်ကွက်ပြည်သူတွေကိုလုံးဝစကားပြောခွင့်ကိုမပေးခဲ့ဘူးစကားပြောခွင့်မပေးဘဲနဲ့အဲသူကဗာပြောလဲဆိုတော့ခမရုဥက္ကင်ဆိုင်ရလဲဝင်ဦးစည်းဌာနဒုတိယညွှန်ကြားမှုဥက္ကင်ဆိုင်ရလဲဗာပြောလဲဆိုတော့ခမရုစီမံရေးဧရိယာတွေနဲ့ဖယ်ပေးပါ မဖယ်ပေးလို့ရှိရင်တော့ဥပဒေတိုင်းအရေးယူမယ်ဆိုပြီးတော့ခေါ်ယူချင်းချောက်ပြီးတော့အတိပေးခဲ့တယ်ပေါ့နော်အဲဒီသူတို့ခေါ်ပြောခဲ့တဲ့ဟာကိုသူတို့အဲကနောင်ခမ်းမအစည်းအဝေးကိုမကျေနပ်တဲ့အတွက်ကြောင့်ဥတော်မီတို့ကဒီနေ့ဒီလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်တကယ်လို့ဒီလိုဆန္ဒဖော်ထုတ်လို့ဘာမှ reaction ပြန်မလာဘူးအဲဥတော်မီတို့လိုချင်တဲ့အနေအထားမျိုးကိုညီနိုင်မပေးဘူးဆိုလို့ရှိရင်တော့ဆက်လက်ပြီးတော့တပိတ်စကန်းဖွင့်ပြီးတော့ဒီတမုန်နဲ့အရာတိုက်ခန်းနေရရှိအောင်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ် အင်အားစီမံကိန်းကိုအကောင့်ထဲပေါ်တိဆောက်တဲ့အခါမှာအရင်ကပြောကြားထားတဲ့အတိုင်းမဟုတ်ပဲတကုံအရှိပိုင်း138 155ရက်ကွက်မှာရှိတဲ့မြေနေရာတွေကိုတမိသားစုကို10ပေပေ60မြေကွက်တစ်ကွက်နဲ့ပြောင်းရွှေ့စရိတ်နှစ်သိန်းပေပြီးပြောင်းရွှေ့ပေးရမယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒါကြောင့်၎င်းတို့အနေနဲ့အရင်ပြောကြားထားတဲ့ခရီးအတိုင်းဆောင်ရွက်ပေးဖို့အတွက်အလုံသမားတန်ရာဆောက်လုပ်ပေးရင်အလုံအကန်အခွင့်အလမ်းဖန်တီးပေးရင်တိုက်ခန်းများကိုဦးစားပေးစနစ်နဲ့အရေးကြရောင်းပေးရေးတို့ကိုတောင်းဆိုခဲ့ကြပါရဲ့ရှင်။